အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ Federal စနစ်ဆိုတာပါလဲလက်ရှိကမ္ဘာမှာဘယ်လို Federal စနစ်တွေကျင့်သုံးနေကြလဲမြန်မာနိုင်ငံမှာရော Federal စနစ်တွေကျင့်သုံးနေပြီလားဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖတ်မိမှတ်မိတာလေးနဲ့ဆက်ဆက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီအကြောင်းအရာမပြောခင်မှာကျွန်တော်ရဲ့ News and Political Analysis ဆိုတဲ့ Channel ကို Like and Subscribe လေးလုပ်ထားပေးပါဦးခင်ဗျာကျွန်တော်ရဲ့တင်ဆက်မှုကနေပြန်လဲကြိုဆိုလိုက်ပါတယ် ထမဆုံးအနေနဲ့ကတော့ Federal စနစ်ဆိုတာဘာလဲဆိုတာ ਨੇ ပတ်သက်မပြောပြခင်ကမ္ဘာနိုင်ငံတွေမှာကျင့်သုံးနေတဲ့နိုင်ငံဖွဲ့စည်းတည်ဆောက်ပုံ ਨੇ ပတ်သက်ပြီးအနည်းငယ်ပြောပြချင်ပါတယ်ကမ္ဘာနိုင်ငံတွေမှာတပီတောင်စနစ် Unitary System နဲ့တပီတောင်စနစ် Federal System ဆိုပြီးတော့ဖွဲ့စည်းတည်ဆောက်ပုံစနစ်နှစ်မျိုးရှိပါတယ်တပီတောင်စနစ်ဆိုတာကတော့ဘုံအုပ်စိုးရတစ်ခုတည်းပဲနိုင်ငံတစ်ခုလုံးရဲ့အုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြူရေးတွေကိုဆောင်ရွက်တာဖြစ်ပြီးတော့ ဘောအစိုးရရဲ့ခွင့်ပြုမှုမရှိပဲပြည်내အစိုးရအနေနဲ့ဘယ်ကိစ္စမှပြုလုပ်ပိုင်ခွင့်မရှိတဲ့စနစ်ဖြစ်ပါတယ်ပြည်ထောင်စုစနစ်မှာဆိုရင်တော့ပြည်နယ်တွေပေါင်းစုထားတဲ့ပြည်ထောင်စုစနစ် Federal System နဲ့နိုင်ငံပေါင်းစုထားတဲ့ပြည်ထောင်စုစနစ်ဒါမှမဟုတ်ပြည်ထောင်စုတွေပေါင်းစုထားတဲ့ပြည်ထောင်စုစနစ် Confederation ဆိုပြီးနှစ်မျိုးရှိပါတယ်နိုင်ငံပေါင်းစုထားတဲ့ပြည်ထောင်စုစနစ်ဒါမှမဟုတ်ပြည်ထောင်စုပေါင်းစုထားတဲ့ပြည်ထောင်စုစနစ် Confederation မှာဆိုရင်နိုင်ငံတွေဒါမှမဟုတ်ပြည်ထောင်စုတွေမှာပဲအာဏာတည်ရှိပြီးတော့ ဘဟုအစိုးရအနေနဲ့၎င်းတို့ကပေးရတဲ့အာဏာကိုပဲဆောင်ရွက်ခွင့်ရှိပါတယ်။အဲ့ဒီမှာပြည်နယ်ပြီးပေါင်းစုထားတဲ့ပြည်အောင်စနစ် Federal Citizen ဆိုတာကတော့နိုင်ငံတစ်ခုထဲမှာပြည်နယ်ပြီးပေါင်းစပ်ဖွဲ့စည်းထားတာဖြစ်ပြီးတော့အဲ့ဒီပြည်နယ်တွေကနိုင်ငံတွေကနေခွဲထွက်တိုင်းမလုပ်ကြဘဲနဲ့ဘဟုအစိုးရနဲ့ပြည်နယ်အစိုးရအာဏာခွဲဝေအုပ်ချုပ်ကြပဲဖြစ်ပါတယ်။ဒါကတော့ကမ္ဘာနိုင်ငံတွေမှာကျင့်သုံးနေတဲ့နိုင်ငံတွေဖွဲ့စည်းတိစောက်ပုံနဲ့ပတ်သက်ပြီးအနေငယ်ပြောပြခဲ့တာပါ။အဲ့ဒါဆိုရင် ဒီနေ့ကောင်းစေဖြစ်တဲ့ Federal စနစ်နဲ့ပတ်သက်ပြီးဆက်လက်ဆွေးနွေးလိုက်ရအောင်တကယ်တော့ Federal ဆိုတာကကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ဘဝအုပ်ချုပ်ခွင့်တွေကိုပေါင်းစပ်ဖွဲ့စည်းထားတဲ့စနစ်တစ်ခုဖြစ်ပါတယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်ဘဝအစိုးရနဲ့ဒေသန္တရအစိုးရကြားမှာအနာခွဲဝေအုပ်ချုပ်တာမျိုးလည်းဖြစ်ပါတယ်ဒေသပြည်နယ်ဆိုင်ရာအစိုးရတွေကအုပ်ချုပ်ရေးတရားစီရင်ရေးတွေကိုဆုံးဖြတ်စီရင်ပိုင်ခွင့်ရှိပြီးတော့အဲ့ဒီဒေသပြည်နယ်ဆိုင်ရာအစိုးရတွေကမပြည့်ပြတ်တဲ့ဆုံးဖြတ်မှုတွေလို့တော့နောက်ဆုံးမှာ ဘုံအစိုးရဆုံးဖြတ်စီရင်ပေးရပြီးတော့အစိုးရအဆင့်အသီးသီးကြမှာလုတ်ပိုင်ခွင့်အာဏာခွဲဝေခြင်းသုံးတဲ့အစိုးရအုပ်ချုပ်ရေးရန်နေရာတစ်မျိုးပဲဖြစ်ပါတယ်။ဒါ့အပြင်နောက်တနည်းပြောရမယ်ဆိုရင်တိုင်းဒေသကြီးတွေပြည်နယ်တွေလူမျိုးတွေလူမျိုးစုတွေကိုအချင်းချင်းစုစည်းပူးပေါင်းပြီးတော့အချုပ်ချာအာဏာကိုခွဲဝေခြင်းသုံးတဲ့ယူဆသဘောထားတည်ရဖြစ်ပါတယ်။အဲ့ဒီဖက်ဒရယ်စနစ်မှာဖက်ဒရယ်နိုင်ငံတနိုင်ငံတိစောက်ပုံနှစ်မျိုးခွဲခြားတွေ့ရှိနိုင်ပါတယ်။အတူတူကရှင်တွဲနေထိုင်ရေးဖက်ဒရယ်ပုံစံ coming together federalism နဲ့ အတူပေါင်းစည်းရေးဖက်ဒရယ်ပုံစံ Holding Together Federal Lesson ဆိုပြီးဖြစ်ပါတယ်။အတူတူကရှင်တွဲနေထိုင်ရေးဖက်ဒရယ်ပုံစံဆိုတာကတော့ငကုံမူလာတော့အတိအကျတည်ရှိခဲ့တဲ့ဒေသတွေ၊ဤနယ်တွေကိုစုစည်းပြီးဘုံအစိုးရတည်းရဲ့တိဆောက်ကနိုင်ငံတူထောင်တဲ့စနစ်ပဲဖြစ်ပါတယ်။အတူပေါင်းစည်းရေးဖက်ဒရယ်ပုံစံဆိုတာကတော့တမိုင်းကြောင်းစင်လာရအရင်ထဲကရှိခဲ့တဲ့မူလဘုံကိုချုပ်ကင်နေ Unitary တပီတောင်စနစ်ကနေဘုံချုပ်ကင်မှုကိုလျှော့ချပြီးအနာခိုးဝေတဲ့ပုံစံဖြစ်ပါတယ်။ဒါပြင် ဒရယ်နိုင်ငံအဖြစ်ဖွဲ့စည်းတည်ဆောက်ပုံတွေကအမျိုးအစားသုံးမျိုးကိုတွေ့ရှိရမှာပဲဖြစ်ပါတယ်။ပထမအမျိုးအစားကတော့နယ်မြေဒေသကိုအခြေခံပြီးဖွဲ့စည်းတဲ့ဖက်ဒရယ်စနစ်ပါ။ Territorial Federalism လို့ခေါ်ပါတယ်။ဒီနယ်မြေဒေသကိုအခြေခံတဲ့နိုင်ငံတွေမှာတော့ပါဝင်ဖွဲ့စည်းကြတဲ့တိုင်းဒေသကြီးပြည်နယ်တွေကိုလူမျိုးစုနာမည်တွေဖြစ်အခြေခံမဲ့နေထိုင်ကြတဲ့နယ်မြေဒေသတွေကိုပဲအခြေခံဖွဲ့စည်းကြပါတယ်။ထင်ရှားတဲ့ဥပမာပြရမယ်ဆိုရင်အမေရိကန်ပြည်အောင်စုပါ။အဲ့ဒီမှာကယ်လီဖိုးနီးယားပြည်နယ် လူဇီယာနာပြည်နယ်တက္ကသပြည်နယ်ဟာဝိုင်ပြည်နယ်စသဖြင့်ရွယ်စအကြီးအသေးမျိုးစုံရှိရဲပြည်နယ်90ပါဝင်ပြီးတော့ပြည်နယ်တစ်ခုချင်းစီရဲ့နာမည်ဟာဘယ်လူမျိုးတစ်မျိုးမှကိုစားပြုမဲ့ခေါ်ထားတာမျိုးမဟုတ်ပါဘူးဒါနေမီဒေသအခြေခံပြီးဖွဲ့စည်းတဲ့ဖက်ဒရယ်စနစ်ပါဒုတိယမျိုးစားတော့လူမျိုးအခြေခံပြည်နယ်များနဲ့ဖွဲ့စည်းထားတဲ့ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပါတယ်အက်သနိုဖက်ဒရယ်လစ်စင်လို့ခေါ်ပါတယ်ဒီဖက်ဒရယ်စနစ်မှာတော့ ်ဆိုဗီယက်ပြည်ထောင်စုချက်ကိုစလိုဗီးယားနဲ့ယူဂိုစလားဗီးယားတို့မှာစတင်ကျင့်သုံးခဲ့ပါတယ်။အဲ့ဒီပြည်ထောင်စုနိုင်ငံတွေမှာဆိုရင်တိုင်းဒေသကြီးပြည်နယ်တွေမှာနေထိုင်ကြတဲ့လူမျိုးတွေကိုအခြေခံပြီးဖွဲ့စည်းထားကြတာများပါတယ်။လူမျိုးကိုအခြေခံပြီးဖွဲ့စည်းထားကြတဲ့အတွက်လူမျိုးရေးပြဿနာတွေဖြစ်များပြီးနိုင်ငံငယ်လေးတွေအဖြစ်ပြိုကွဲသွားကြတာတွေ့ရပါတယ်။တတိယအမျိုးအစားကတော့မျိုးဆက်ဖွဲ့စည်းထားတဲ့ Federalism နဲ့ Hybrid Federalism ဒါမှမဟုတ် territorial ethnic ဖက်ဒရယ်လက်စင်ဖြစ်ပါတယ်။ဒီဖက်ဒရယ်ဖွဲ့စည်းမှုမှာတိုင်းဒေသကြီးပြည်နယ်တွေမှာနေထိုင်ကြတဲ့လူမျိုးတွေကိုအခြေခံတာရှိသလိုပဲနေမီဒေသကိုပဲအခြေခံတဲ့ပြည်နယ်တွေလည်းရှိပါတယ်။အပေါ်ကအမျိုးအစားနှစ်ခုလုံးကျော်နေတာပေါ့။ဥပမာပြောရမယ်ဆိုရင်အိန္ဒိယနိုင်ငံမှာတမီနာဒူ၊ပန်ဂျက်၊မနီပူ၊မီဇိုရန်၊နာဂလန်စတဲ့လူမျိုးကိုအစွဲပြုတဲ့ပြည်နယ်တွေနဲ့ဥတ္တပရဒက်ရှ်၊အရူနာချက်ပရဒက်၊မီကာလာယာစသဖြင့်ဒေသအမည်ကိုပဲအစွဲပြုခေါ်ဝေါ်တဲ့ပြည်နယ်ပေါင်း28ခုနဲ့ ပြည်တော်စုနယ်မြေခုနှစ်ခုအတူပေါင်းဆက်ဖွဲ့စည်းထားပါတယ်။အဲ့ဒီမှာဥပဒေပြည်ဝင်အာဏာကိုပြည်တော်စုစည်ရင်ပြည်နယ်စည်ရင်နဲ့ပူရဲဥပဒေပြည်စည်ရင်တို့အပြည့်အသုံးမျိုးခွဲခြားထားပါတယ်။အဲ့ဒီစည်ရင်တွေမှာမပါဝင်တဲ့ကျွန်းချက်အာဏာ residual power တွေကိုအမေရိကန်အော်စီရောက်နဲ့မတူဘဲနဲ့ကနေဒါနိုင်ငံမှာလိုပဲပြည်တော်စုကသာအနှင်းထားတယ်ကိုတွေ့ရပါတယ်။ဒါကတော့ federal တဘောတရားတွေ federal ဖွဲ့စည်းတိစောက်ပုံတွေပါ။နိုင်ငံရဲ့သူ့တွေ့တီကတော့အုပ်ချုပ်မှုလွယ်ကူစေဖို့ပြပချင်းချောက်မှုကာကွယ်ဖို့ ပြည်တွင်းပြည်ပခါတွေကိုဖြည့်ရှင်းမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့နဲ့တိုင်းရင်းသားလူနည်းစုတွေရဲ့မတူကွဲပြားမှုကိုအတိမတ်ပြုထိမ့်သိမ်းမှုဖက်ဒရယ်စနစ်ကိုကျင့်သုံးကြရဲဆိုပြီးသုံးသပ်ထားကြပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာတိုင်းရင်းသားလူမျိုးပေါင်းစုံရှိကြပါတယ်အဲ့ဒီတိုင်းရင်းသားလူမျိုးတွေအလုံးဟာသူတို့နေထိုင်ရာတိုင်းဒေသတွေဤနယ်တွေအပြင်နှစ်တိုက်ရာဒေသအနှံ့ပြားမှာရောနှောနေထိုင်ကြပြီးတော့စီရီလုံးညီညွတ်နဲ့ချစ်ကြည်ရင်းနှီးစွာအေးတူပူမြတ် အတူတူကပူးပေါင်းနေထိုင်ရရှိကြတဲ့နိုင်ငံဖြစ်ပါတယ်။ဒါကြောင့်လက်ရှိမြန်မာနိုင်ငံမှာ Federal Democracy စနစ်ကိုကျင့်သုံးဆောင်ရွက်ဖို့ကြိုးပမ်းဆောင်ရွက်နေရပါ2015ခုနှစ်မှာချုပ်ဆိုခဲ့တဲ့နိုင်ငံလုံးအပြစ်ခိုက်ရစေးရနေနိုင်ငံရေးသဘောတူညီချက်တွေရလာခဲ့ပါတယ်။အဲ့ဒီနိုင်ငံရေးသဘောတူညီချက်တွေကတစဉ် Federal Democracy စနစ်ကိုကျင့်သုံးဆောင်ရွက်ဖို့ပေါ်ပေါက်လာတဲ့အဆိုးရအဆက်ဆက်ကလည်းအာမခံခဲ့ကြပါတယ်။ လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနေချမှတ်ထားတဲ့ဥတီချက်၉ရက်ရဲ့ပထမဆုံးအချက်မှာပဲစစ်မှန်ရေးစည်းကမ်းပြည်ဝတဲ့ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စနစ်ကိုတည်ဆောက်နိုင်ဖို့ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ဒါပေမဲ့လည်းမြမရေကန်မြေကန်ဟာတိုင်းသားလူမျိုးတွေခိုင်မာတည်ရှိတဲ့အပြင် နိုင်ငံမြေမျက်နှာသွင်းပြင် ပထဝီအနေထားတွေယုံကြည်လက်ခံမှုတွေဒလိစရိုက်တွေဘာသာစကားတွေစာပင်ရည်ညွှန်းမှုတွေ တမိုင်းစင်လာတွေပေါ်မူတည်ပြီးတော့မိမိတို့နိုင်ငံနဲ့ကိုက်ညီတဲ့စနစ်ကိုချင်းကပ်လျှောက်လှမ်းမှာဖြစ်တဲ့အတွက်ကျွန်တော်နိုင်ငံနဲ့တင့်လျော်တဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံတဲ့ပြည်ထောင်စုစနစ်ဖြစ်ဖို့အလွန်ပဲအရေးကြီးပါတယ်။နောက်ဆုံးပြောချင်တာကတော့နိုင်ငံတွေဟာဖက်ဒရယ်စနစ်ကျင့်သုံးမှုအခြားနိုင်ငံတွေရဲ့ဖက်ဒရယ်စနစ်တွေကိုပုံလူဦးချလို့မရသလိုပဲမြန်မာနိုင်ငံအနေနဲ့ကလည်းမိမိနိုင်ငံရဲ့ပထဝီမဟာဗျူဟာတွေအမျိုးသားအကျိုးစီးပွားတွေ အမျိုးသားလုံခြုံရေးတွေနိုင်ငံတော်အခင်းကျင်းတွေနဲ့ဒေသဆိုင်ရာအခင်းကျင်းစတဲ့အချက်တွေနဲ့ကိုက်ညီမဲ့လက်တွေ့ကြတဲ့ Federation နဲ့ CEO မီမီယူတိုဘာသာအဆင့်နှစ်တွေပြောင်းလဲခြင်းတွေနဲ့စမ်းသစ်တီထွင်ခြင်းတွေပြုလုပ်ပြီးတော့မြမဝိသေသများနဲ့ကိုက်ညီမဲ့ဗကရီအရှိတရားတွေအခြေပြုသော Federal ပြည်ထောင်စုစနစ် Realistic Federal Junior System ကိုမြန်မာနိုင်ငံအတွင်းကျင့်သုံးသွားဖို့လိုအပ်တယ်လို့တင်ပြခြင်းပါတယ်။အဲ့တော့ ကျွန်တော်ပြောခဲ့တာ၄စုနှုတ်ခဲ့တာ၄မှာဒုအချက်တွေရှိခဲ့ရင်လေကိုမတ်မှာဝင်ရောက်စုနှုတ်နိုင်ပါတယ်လို့ပြောကြရင်ကျွန်တော်တိစမို့ဒီတွင်မဲ့အဆုံးသက်ပြရစီခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်